အခုအပိုင်းစတဲ့မှာတော့ကျွန်တော်တို့ဗောနော်ဒီ WLH scatter charge မှာကျွန်တော်တို့ density plot ဗောနော် density plot မှာတော့မှာကျွန်တော်တို့ density plot နှစ်မျိုးရှိတယ် density plot နှစ်မျိုးရှိတယ်ဆိုတော့ဒီအဲ့ဒီနှစ်မျိုးကကျွန်တော်တို့ဗောနော် in within density plot in plot ဗောနော်ကျွန်တော်တို့ plot ထဲမှာ plot ထဲမှာရှိတဲ့ point တွေကိုကျွန်တော်တို့ density plot density ပုံစံလေးနဲ့ကျွန်တော်တို့သတ်မှတ်ပေးတယ်အဲ့ဒီ density plot ထဲမှာရှိတဲ့ဒီ graph ထဲမှာရှိတဲ့ density မှာ ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီ contour လိုလိုမျိုးပုံစံလေး contour လိုလိုမျိုးအရစ်လေးတွေကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ yoy color color မပါဘဲနဲ့ဟာရှိတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ contour လိုလိုမျိုးကျွန်တော်တို့အကြောင်းတတ်မှတ်တဲ့ဟာမျိုးလေးရှိတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကျွန်တော်တို့ဘေးဘက်ပေါ့နော် x ဝင် u y ဝင် u မှာ ရှိတဲ့ density plot လေးတွေရှိတယ် so density plot နှစ်ခုပေါ့နော်ကျွန်တော်တို့ in plot density နဲ့ site plot density ကျွန်တော်တို့ in plot density မှာကတော့ကျွန်တော်တို့အသေးစိတ်ကျွန်တော်တို့အပွိုင်းထဲထဲတဲ့ပေါ်မှာမူတည်ပြီးတော့သူကပြောင်းလဲတော့မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ site density ကကျတော့ကျွန်တော်တို့ဒီ x x data တစ်ခုလုံး y data တစ်ခုလုံးပြီးတော့တဲ့ခါကျတော့အကြောင်း data ထဲအကြောင်း data ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲတော့မယ်အဲ့ဒါလေးပဲ ရမယ်ဆိုတော့ဒီကနေ့ပိုင်းမှာတော့ကျွန်တော်တို့က implode density ပေါ့နော် ကျွန်တော်တို့ point ထဲမှာ density ထဲတဲ့ဟာကို ရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုသင်ထားတဲ့ကျွန်တော်တို့ data attention ဆိုရင်ဒီကနေ့တော့မယ်ဆိုတော့ဒီကနေ့အခန်းမှာတော့ကျွန်တော်တို့က data မသိဘူးကျွန်တော်တို့ ဒီ application မှာပြီးပါတဲ့ data iris နဲ့ပဲကျွန်တော်တို့လွှဲတဲ့ဟာလေးနဲ့ပဲကျွန်တော်တို့လုပ်ကြည့်တော့မှာဖြစ်ပါတယ်ဘယ်လိုပုံစံလေးထွက်လာမလဲဆိုတဲ့ဟာမျိုးကိုဆိုတော့ဒီမှာဆိုရင် ကျွန်တော်တို့ဒီမှာ iris data ကိုယူလိုက်တယ်ပြောရတော့တဲ့ခကြရင်ဒါသုံးဆန်တိုင်းပဲကျွန်တော်တို့ကအခုပေါ့နော်ကျွန်တော်တို့ အရှင်ဘိုင်းမှာ post plot ထည့်တယ်အခုဘိုင်းမှာကျတော့ density density plot ထည့်တယ်ပေါ့နော်ဒီဟာတွေကတခြား functionality ထပ်တူ functionality တွေဖြစ်တယ်ဆိုတော့အဲ့ဒီထပ်တူ functionality တွေပေါ်မှာကျွန်တော်တို့ကပုံထက်ထက်ပုံကိုထည့်ချင်တယ်ဆိုရင် ကျွန်တော်တို့က 3D ကနေပြီးတော့ 4D x ပါမယ် y ပါမယ်ပြီးတော့လည်းခါကြတော့အကြောင်း data တစ်ခုပါမယ်ကိန်းကဏ္ဍဆိုင်ရာ data တစ်ခုပါမယ်သို့မဟုတ်အကြောင်း data နှစ်ခုပါမယ်ကိန်းကဏ္ဍဆိုင်ရာ data နှစ်ခုပါမယ် ဆိုတော့ 3D ကနေပြီးတော့ 4D အထိပဲအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့ city ဆိုရင်တခြား functionality တွေထည့်ဖို့အဆင်မပြေတော့ဘာလို့လဲဆိုတော့သူရဲ့ data range ကအရင်ကြီးနည်းသွားတာဖြစ်တော့တကြောက်တခြား functionality ထည့်ရင်ပုံကကြည့်ရတာတိတ်အဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီကနေ့ကကျွန်တော်တို့ပေါ်တော့ဒီ numeric column ကျွန်တော်တို့ဒီ sepal line ကိုရွှေ့တယ်ပြောရတဲ့ခါကျတော့ y win u အတွက်ကိုကျွန်တော်တို့ bit width ကိုရွှေ့လိုက်တယ် ြောရတဲ့ခါကျရင်ဒါကျွန်တော်တို့ပုံ render plot ပေါ့နော်ပုံထုတ်ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုတော့ဒီမှာနှိပ်ပြီးွားပြီဆိုရင်ဒီမှာသူရှေ့အတိုင်းမှာဒီပုံလေးထွက်လာပြီပဲဖြစ်တယ်ဆိုတော့ဒီပုံကနေပြီးတော့ကျွန်တော်တို့ density ထည့်မယ်ပေါ့နော် density plot ဆိုတော့ဒီမှာ density in site plot ဆိုတဲ့ဟာလေးရှိတယ်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာဆိုရင် density အသွင်ဘက် density ပါတဲ့ဟာနဲ့ကျွန်တော်တို့ဘေးဘက်မှာ density ပါတဲ့ဟာနှစ်မျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကအသွင်ဘက် density ဘယ်လိုမျိုးဟာလဲဆိုတဲ့ဟာကိုကြည့်ကြည့်မယ်ဆိုတော့ဒါလေးကသူရဲ့လမ်းညွှန်လေးဖြစ်တယ်ဆိုတော့ဒီမှာဆိုရင် data ရွယ်စားတေးမယ်ဆိုရင်အမည်နာမ data မှာအယောင်သားမဟုတ်ပုံစံ data တစ်ခု ပဲတုံးပြူပေါ့နော်ကျွန်တော်တို့ဆိုလိုချင်တဲ့သဘောကကျွန်တော်တို့ကအာ data range ကအရင်ကြီးနေသွားတဲ့ခါကျရင်ကျွန်တော်တို့ဒီ density တို့တခြား functionality ဖြစ်တဲ့ box plot တို့ density တို့ထည့်တဲ့ခါကျရင်သူက data မရှိတလို့မျိုးဖြစ်သွားတယ်အဲ့ဒီခါကျတော့ဒီ density တို့ box plot တို့ကမပေါ်တော့ဘူးဖြစ်တယ်ဒါကြောင့် data အများကြီးရှိနေမှသူချုံငုံလိုရတဲ့ပမာဏရှိမှဒီတခြား functionality တွေထည့်ဖို့အဆင်ပြေမှာဖြစ်တယ်ဒါကြောင့် data ကြီးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာအမည်နာမနဲ့ကိန်းဂဏန်း data မှာတစ်ချိန်ထဲနဲ့နှစ်ခုစလုံးအသုံးပြုနိုင်တယ်ပေါ့ဆိုတော့ဒီကနေ့က ကျွန်တော်တို့ဒီမှာတော့ inside density ပေါ့နော် implot density ထည့်မယ်ဆိုတော့ပထမအုပ်ဆိုကျွန်တော်တို့ကဒီမှာ clean 2d density ကိုထည့်ကြည့်မယ်ဆိုတော့ clean 2d density ဆိုတာသူက line လေးတွေပဲပါတယ် contour လိုမျိုးပုံစံလေးဖြစ်တယ် line လေးတွေပဲပါတယ်အရောမပါဘူးပေါ့နော်ဆိုတော့ ဘယ်လိုပုံလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုတော့ဒီအောက်ကိုသွားမယ်ကျွန်တော်တို့ပုံထုပ်ဆိုတဲ့ဟာလေးကို နှိပ်မယ် render block ပုံထုပ်ဆိုတဲ့ဟာကိုနှိပ်မယ်ဒီမှာဆိုရင်သူရှိရတိုင်းပဲသူကဒီမှာ density plot လေးပေါ်လိုက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ density block ကဘယ်လိုနားလဲလဲဆိုရင် ကျွန်တော်တို့ center ပေါ့နော် center မှာရှိတဲ့ဟာက center မှာရှိတဲ့ range ကကျွန်တော်တို့ data တိတ်တဲစား မြားရတယ်ဗောနော်အဲ့ဒီ center ဒီ center တွေမှာ center နဲ့နီးလာလေးနီးလာလေး data တိတ်တဲဆမြားလာလေးဖြစ်တယ်ဆိုတော့ center နဲ့ဝေးဝါးတွေကျွန်တော်တို့ data တိတ်တဲဆနဲဝါးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ center နဲ့ center အလဲကောင်ကြားရတာတေးတယ်ဆိုတော့ဒီမှာ data တိတ်တဲဆမြားနေတယ်လို့ဆိုလိုခြင်းဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ဒီဟာ clean density ဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်တို့ ဘာမှမထက်ရသေးဘူးဆိုတော့တီဟာကကျွန်တော်တို့2 dimension ပဲရှိတယ်စပယ်လန်နဲ့ပီတာဗစ်နဲ့ဆက်နွယ်ချက်ကိုကျွန်တော်တို့ကြည့်ထားခြင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီနောက်ခံ gray color ကိုမလိုချင်ဘူးဆိုရင်ကျွန်တော်တို့ပြောင်းလို့ရတယ်ဆိုတော့ပုံနောက်ခံကိုဒီမှာကျွန်တော်တို့ classic ပေါ့နော် classic ဖြစ်ရင် black and white ကိုကျွန်တော်တို့ပြောင်းလိုက်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ပုံထုပ်ကို ပြန်နှိပ်လိုက်မယ် ဆိုရင်ဒီမှာသူရှိရတဲ့မှာသူက black and white လို့လည်းမျိုးပုံစံမျိုးလေးဖြစ်သွားပြီပဲဖြစ်ပါတာဆိုတော့ဒီမှာဆိုရင်ဒါက clean density ဖြစ်တယ်ဆိုတော့ဒါက 2D ပဲရှိသေးတယ်ကျွန်တော်တို့ 3D အထိထည့်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ 3D ထည့်လိုက်ရင်ပါများပြောင်းလဲသွားမလဲ 3D အတွက်ကို ကျွန်တော်တို့ category ပေါ့နော် category data မှာကျွန်တော်တို့အကြောင်းထည့်မယ် ဒီ column 5ခုမှာကျွန်တော်တို့အကြောင်းပေါ့နော်အကြောင်းဒီတခြားဟာတွေလို့လည်းကျွန်တော်တို့ထည့်လို့ရတယ်ဆိုတော့ကိငင်းနှန်းဆိုင်ရာ data point တစ်ခုချင်းစီကိုသူက color တစ်ခုချင်းစီပေးရမှာဖြစ်တယ်ဆိုတော့အဲ့ဒီခါကျရင် data range ကကျင်းသွားတယ်ဘာလို့လဲဆိုတော့ကိငင်းနှန်းဆိုင်ရာ data တစ်ခုကို point တစ်ခုပေးတာဖြစ်တဲ့အတွက်ကြောင့်အတိအကျလိုက်ပေးတဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကအမည်နာမ data တစ်ခုက species ပဲရှိတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ပေးလိုက်မယ် ပေးလိုက်ပြီးတော့တဲ့ခါကျရင်ဒါကျွန်တော်တို့ပေါ့နော်ပုံထုပ်မြည်ကိုသွားမယ်ဒီအနေထားမှာကကျွန်တော်တို့ကပါကိုပြောခြင်းဖြစ်လဲဆိုတော့ sipelan နဲ့ pit with ဆိုတဲ့ nepe ထဲမှာကိုပဲကျွန်တော်တို့ကပေါ့နော် data density ကိုကျွန်တော်တို့ခွဲခြင်းစိတ်ဖြာခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီ0.25ဆိုတဲ့နေရာလေးမှာတစ်ခုလုံးကိုခြုံကြည့်မယ်0.25 နေရာလေးကကျွန်တော်တို့တိတ်တဲဆများတယ်။ပြီးတော့တစ်ခါကျရင်ဒီမှာ1.5ဆိုတဲ့နေရာလေးမှာကျွန်တော်တို့တိတ်တဲဆများတယ်ပေါ့နော်။ဒီနားမှာ1.5နဲ့ဒီမှာ6အကျော်လေးကကျွန်တော်တို့တိတ်တဲဆများတာကိုသူရှိရတယ်။ဆိုတော့ကျွန်တော်တို့ species ပေါ့နော်ကျွန်တော်တို့ထပ်ပြီးတော့ question စိတ်ဖြာလိုက်မယ်။ species ကိုကျွန်တော်တို့ထည့်လိုက်မယ်။ပုံထုပ်ကို run လိုက်မယ်။ဆိုရင်ဒီမှာသူရှိရတိုင်းမယ်။ဆိုတော့ဒီမှာကျွန်တော်တို့ species ကိုထည့်လိုက်တဲ့အချိန်မှာဒီမှာသူရှိရတိုင်းမယ်။ ဒီမှာကျွန်တော်တို့ဘောနော်ကောနာကတိုက်တဲဆများနေတဲ့နေရာတွေကို သူက group 3ခုခွဲလိုက်တယ် species နဲ့ mutation တော့3ခုခွဲလိုက်တယ်ဆိုတော့ဒီမှာဆိုရင် virginica ဆိုတဲ့အဲ virginica species မှာရှိတဲ့ sepalen နဲ့ pitte with တံပိုးကကျွန်တော်တို့အရန်ကြီးကြော်ဒီကြော်ရဲဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်သူကဒီမှာဆိုရင် data distribution မှာနော် data distribution data density ကသူက control line ရဆိုရင် तू ကတလိုင်းပဲရှိတယ်တလိုင်းပဲရှိတယ်ဆိုတော့ဒီနှစ်ခုနဲ့စာရင်တော့ तू ကတိတ်တဲစာနဲတယ် data ရော့တိရော့ရဲလို့မျိုးပုံစံမျိုးဖြစ်မယ် data ကျဲတယ်ဗောနော်ဆိုတော့ဒီမှာကကြတော့ကျွန်တော်တို့ data density လေးနည်းနည်းများတယ်ဒီ hour ထက်စာရင်ဆိုတော့ကျွန်တော်တို့ data တိတ်တဲစာများတယ်ဒီ vertical ကပြောရခါကျရင် out ဆုံးမှာကျွန်တော်တို့ကြည့်ရှုလိုက်မယ်ဆိုရင်ဒီမှာ data အရစ်တွေကအများကြီးပဲသူရှိရတယ်ဆိုတော့ data အရစ်များလာလေကျွန်တော်တို့ data တိတ်တဲဆာ data များပြားမှုပေါ့နော်ကျွန်တော်တို့ဒီမှာဒီမှာအများဆုံးပဲဖြစ်တယ် situation species မှာ data တိတ်တဲဆာအများဆုံးပဲဖြစ်တယ်ဆိုတော့ဒီနည်းအားဖြင့် data က clean density ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ insight ပေါ့နော် clean 2d density ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီပုံကိုပဲကျွန်တော်တို့ကဒီလိုလိုမျိုး ဆိုတော့ကျွန်တော်တို့ဒီလိုလိုမျိုးတိဆောက်နေတဲ့ scatter charge ပေါ့နော်ဒီ scatter charge တွေကိုကျွန်တော်တို့တိဆောက်နေလမ်းညွှန်နေတကွာကျူတူရီယန်နဲ့တကွာကျွန်တော်တို့လွယ်လွယ်ကူကူဖုံငန်းနေပြီးတော့တိဆောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့အော်ပေါ့နော်ကိုရင်ကိုချက်မတိဆောက်ချင်ဘူးကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static block ပုံတိတိဆောက်ခြင်းမှာကျွန်တော်ပုံနှစ်ပုံ900ကျက်နှုန်းပုံ အတီ9ပုံတထောင်ကျက်နှုံးနဲ့ကျွန်တော်တို့ကနာကပြထားတဲ့ dynamic plot ပေါ့နော်ကျွန်တော်တို့ highlight တွေပေးတယ်ကျွန်တော်တို့လိုတလို search လို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျက်နဲ့ပုံရှင်3ပုံတထောင်ကျက်နှုံးနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ဒီ YouTube comment Facebook အဲ Messenger ကနေပြီးတော့ WLS Education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ gmail wlseducation@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ် email ဆောင်ရလို့တော့ data နဲ့အတူပေးပို့ပြီးတော့ကျွန်တော်တို့ service အနိုင်ပါတယ်။ဟာလေးနဲ့လို့ချင်း ကျွန်တော်တို့နောက်ထပ်ပို့ပြီးတော့မြန်တာဝါရအောင် ကျွန်တော်တို့ကကျွန်တော်တို့ကဟိုအကြောင်းလေးနဲ့လူချင်းတယ် အောင်လေးနဲ့လိုချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဆိုရင်ဒါကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ပြန်ပြီးတော့ထပ်ပြန်ပြီးတော့မခွဲချမ်းဘူးကျွန်တော်တို့ဒီတိုင်းငကူမူလာပုံစံတိုင်းထားပြီးတော့ကျွန်တော်တို့ပြန် run လိုက်မယ်ဆရာဒီမှာဆိုရင်ဒီပုံလေးကိုကျွန်တော်တို့ရရှိမှာဖြစ်တယ်ဆိုတော့ပထမအဆုံးကျွန်တော်တို့ပြုလုပ်နေတာက clean duty density ဖြစ်တယ်ကျွန်တော်တို့ကအရာောင်နဲ့ ဒီအရစ်တွေမှာကွန်တူအရစ်တွေမှာကျွန်တော်တို့က line လိုက်ပဲမဟုတ်ဘူးပုံစံလေးပဲကြည့်တာမဟုတ်တော့ဘယ်နဲ့ကျွန်တော်တို့အကြောင်းနဲ့ခွဲချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီဟာလေးကိုပိတ်လိုက်မယ်ကျွန်တော်တို့ field to density ကိုတွားမယ်ဆိုတော့ tn ဟာဆိုရင်ဒါ to to ဝါတာ to auto ထည့်ထားတဲ့အကွက်လေးတွေဖြစ်တယ်ဆိုတော့ဒီ auto ထည့်ထားတဲ့အကွက်လေးနဲ့ပဲကျွန်တော်တို့တစ်ချက် run ကြည့်လိုက်မယ်ဘယ်လိုပုံထွက်လာမလဲဆိုရင်အားလုံး run လိုက်မယ် မဆိုရင်သူရှိတဲ့အတိုင်းပဲဒါကကျွန်တော်တို့ဒါ field 2 density ပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်တို့အကြောင်းလေးနဲ့ခွဲထားပေးတယ်လို့မျိုးဖြစ်သွား යි ဆိုတော့ဒီမှာဆိုရင်ဒီမှာဒါ center လေးဖြစ်မယ်ဆိုတော့ကျွန်တော်တို့အပြာပေါ့နော်အပြာ အပြာ new ဝါလီဒီမှာဆိုရင် ကျွန်တော်တို့အပြာ new ဝါလီ density level ကပိုပြီးတော့မြင့်လာတယ်ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီနှစ်ခုမှာဒီနှစ်ခုမှာကျွန်တော်တို့ တွေ့ရှိရတိုင်းပဲဘဲကောင်ကပို့ပြီးတော့နုလေဆိုတော့ဒီဟာကပို့ပြီးတော့နုတယ်ဆိုတော့ဒီဒီအောက်ကပို့ပြီးတော့နုတယ်ဒီဟာလေးကပို့ပြီးတော့နုတယ်ဆိုတော့ဒီဟာကအပေါ်ထက်ပို့ပြီးတော့တိတ်တဲဆမြားတာကိုတွေ့ရှိရပါတယ်ဆိုတော့ဒါ field 2D density ဖြစ်တယ်ဆိုတော့သူကကျွန်တော်တို့ကဒီမှာတခြားကာလာတွေကိုလည်းရွေးလို့ရတယ်ဆိုတော့ဒီမှာသူက ာလာဖော်ဖီးဒန်စတီရဲ့ gradient ကိုရွှေ့ရတယ်ဆိုတော့ကျွန်တော်တို့တခြား color တွေရှိတယ်ကျွန်တော်တို့ဒီမှာ rainbow ဆိုတဲ့အကြောင်းလေးလည်းရှိတယ်ဆိုတော့အဲ့ဒါလေးကိုရွှေ့ပြတော့ကျွန်တော်တို့ run ကြည့်လိုက်မယ်ဘာပုံဖြစ်သွားမလဲဆိုရင်ဒီမှာ surrender plus ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင် rainbow ဆိုရင်ဒီမှာအကြောင်းပြောင်းသွားပြီဖြစ်ပါတယ်ဆိုတော့ ဒီမှာဆိုရင်ဒါအပန်းရောင်အပေါ်ရောက်သွားတဲ့ဟာခရမ်းရောင်လိုမျိုးဆိုရင်ပူပြီးတော့အရောင်မြင့်တယ်ပြောရတဲ့ခါကျတော့ဒီမှာဆိုရင်ဒါရီယာအပန်းရောင်ကျွန်တော်တို့ density တိတ်တဲဆအနည်းဆုံးဖြစ်တယ်ဆိုတော့ဒီနေထားမှာကျွန်တော်တို့ကဒီမှာ reverse color တုံးလို့ရတယ်ဆိုတော့ဒီမှာဆိုရင် reverse density color ဆိုတာကဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ကဒီမှာ ဒီ level ပေါ့နော်ကျွန်တော်တို့ဒီအယောင်ပေးတဲ့ဟာကိုကျွန်တော်တို့ဒီမှာခရမ်းယောင်ကအပေါ်ရောက်နေတယ်ကျွန်တော်တို့ကအပန်းယောင်ကအောက်ရောက်နေတယ်ဆိုတော့ဒီပုံစံကိုကျွန်တော်တို့ပြောင်းပြန်ဖြစ်ချင်တယ်ပေါ့နော်အယောင်ပေးတဲ့ဟာကိုပြောင်းပြန်ဖြစ်ချင်တယ်ခရမ်းယောင်ကိုကျွန်တော်တို့မြင်းတဲ့နေရာကိုထားချင်တယ်ဆိုရင်အဲ့ဒါဆိုရင် ကျွန်တော်တို့ဒီမှာဒီ reverse density color ဆိုတဲ့ဟာကိုပေးလိုက်လို့ရပါတယ်ဆိုတော့ တရားကိုကျွန်တော်တို့ reverse density ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့အပန်းရောင်က center ကိုရောက်သွားမှာဖြစ်ပါတယ်ဆရာဒီမှာသူရှေ့အတိုင်းပဲကျွန်တော်တို့ဒီမှာအပန်းရောင်ပေါ့နော်ဒီမှာမြင့်တဲ့တန်ဖိုးကအလေကိုရောက်သွားပဲဖြစ်ပါတယ်အမြင့်ဆုံးကအပန်းရောင်ဖြစ်သွားပြီးအနည်းဆုံးကခရမ်းရောင်ဖြစ်သွားပြီးဆိုတော့ဒီဟာကကျွန်တော်တို့စစ်ပယ်လမ်းနဲ့ပစ်တယ် width ပေါ့နော်ဒီ 2 dimension မှာပဲကျွန်တော်တို့ပြောနေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခနာကလိုမျိုးကျွန်တော်တို့အကြောင်နဲ့ထပ်ပြီးတော့ question စိတ်ဖြာလိုက်မယ်ဆိုတော့ဒီမှာဆိုရင်အကြောင်ကိုကျွန်တော်တို့ species နဲ့ခွဲလိုက်မယ်ဆိုရင်ဒီမှာဘယ်လိုပုံစံမျိုးပြောင်းရမလဲဆိုတာကြည့်ချင်ရင်ကျွန်တော်တို့အောက်ကိုသွားပြီးတော့ render plot ဆိုတဲ့ဟာလေးကိုပြန်နှိပ်မယ်ဒီမှာနှိပ်ပြီးသွားပြီဆိုရင် ီမှာသူရှင်းရတိုင်းပဲပုံလေးကပြောင်းလဲသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်သူကကနာကပုံလိုမျိုးပါဖြစ်သွားလဲဆိုရင်ဒီမှာသူကအရောင်လေးနဲ့ဖြစ်သွားပြီဆိုတော့ဒါလေးကအရောင်လေးနဲ့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အပန်းရောင်ဖြစ်သွားလေ density ကပို့ပြီးတော့မြင့်လာလေဖြစ်တယ် ဆိုတော့ဒီအနေထားမှာကဒီမှာကတော့အရာကနုတယ်လုံးဝ density ကနည်းတယ်ပြောရတဲ့ခါကျတော့ဒီမှာအရာလေးကနည်းနည်းရှင်းတယ် density များတယ်ဆိုတော့ဒီနည်းအားဖြင့်ကျွန်တော်တို့ဒါ density field density ထည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ color ပါပေါ့နော် ကျွန်တော်တို့ base က color value ကိုပြောင်းလို့ရတယ်ဆိုတော့ကျွန်တော်ဒီဟာလေးနဲ့လည်းကျွန်တော်တို့ပြောင်းလို့ရတယ်ဆိုတော့ color step ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုကျွန်တော်တို့တရားလေးနှိပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ color step လေးဆိုရင်ဒီမှာသူက color အကြောင်းလိုက်ဖြစ်သွားတယ်ဆိုတော့သူက color တစ်ခုချင်းစီလိုမျိုးပုံစံမျိုးဖြစ်သွားတယ်တစ်ဆက်တည်း color လိုမျိုးမဟုတ်တော့ဘူးမတူညီတဲ့ color တွေ၃ခုပေါင်း၄ခုပေါင်းဆက်ထားတဲ့လိုမျိုးပုံစံမျိုးဖြစ်သွားရွယ်ဖြစ်ပါတယ် ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ color step တုံးမယ်ဆိုရင်လှုပ်ရှားပုံရိပ်ပေါ့เนาะ interactive download လုပ်လို့မရဘူးဆိုတော့ကျွန်တော်တို့ပုံတည် download ပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ color step ကျွန်တော်တို့ color ဘာကိုပြင်ပြင်မယ်ပြောရတော့တဲ့ခါကျရင်ကျွန်တော်တို့ပေါ့เนาะဒီမှာဒီနေရာမှာကျွန်တော်တို့ data ကိုကျွန်တော်တို့ပြင်ရတော့ပြောင်းကြည့်မယ် ကျွန်တော်တို့ xpin ရုပ်ကို super land အစားကျွန်တော်တို့ super width ပေးလိုက်မယ်ဆိုရင်ရောဘယ်ပုံစံမျိုးဖြစ်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်အဲရွှင်ပြီးတော့ကျွန်တော်တို့ပုံထုပ်ကိုကျွန်တော်တို့ပြန်ရောနှိပ်လိုက်မယ်ဒီမှာဆိုရင်လည်းသူရှိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ species စစ်တုဆာဆိုတဲ့ဟာခရမ်းရောင်လေးကကျွန်တော်တို့ပို့ပြီးတော့တိတ်တဲဆာ density များတာကိုသူရှိရပါတယ် ဆိုတော့ကျွန်တော်တို့အဲကျွန်တော်တို့ဒီမှာ Virginica ဆိုတဲ့ data ကကျွန်တော်တို့နေတယ်ဆိုတော့ဒီပုံတွေကိုကျွန်တော်တို့က download လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပုံတွေ download လုပ်လို့ရတယ်ဆိုတော့ကြ download လုပ်ကြည့်မယ်ဒီမှာဆိုရင် download လုပ်ပြီးွားရင်ကျွန်တော်တို့ file ကိုတွားပြီးတော့ရှာမယ် file မှာတွားရှာမယ်ဆိုတော့ဒီမှာ ကျွန်တော်တို့ static plot ဖြစ်တယ် static plot နောက်ဆုံး plot ဖြစ်တယ်မဆိုရင်ဒီဟာလေးဒီနေ့73ရက်နေ့ဖြစ်တယ်72နာရီ56ဒီဟာလေးကိုရွေးလိုက်မယ်ပြောလိုက်ခကြရင်ဒီဟာလေးကိုဖွင့်လိုက်မယ်ဒါဒီမှာသူရှိရတိုင်းပဲဒီမှာရရှိသွားပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံကို ကျွန်တော်တို့ပေါ့နော်ဒီလိုလိုမျိုးကြည့်လိုက်တဲ့ချိန်မှာအဲ့ဒီပုံကိုကျွန်တော်တို့ကြည့်လိုက်တဲ့ချိန်မှာ ကဒီမှာဆိုရင်သူကအကြံကြီးကိုအနံကကျဲနေတာကိုသိရှိရတယ်ဆိုတော့ကျွန်တော်တို့ကပုံကိုတိတ်မလို့ပဲနဲ့အကြံကြီးကျဲနေတယ်လို့မျိုးဖြစ်နေတယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ download ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ download page site ပေါ့နော် download page site ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ short လိုက်လို့ရတယ် ဆိုတော့ဒီမှာအနံက73တရမ2ဖြစ်နေတာဆိုတော့ကျွန်တော်တို့စတုရန်လိုမျိုးလေးပဲကျွန်တော်တို့ဖြစ်သွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့အမြင့်နဲ့အနံနဲ့တူတူ ပေးလိုက်လို့ရပါတယ်ဆိုတော့ဒီဟာလေးကို render ပုံထုပ်နှိပ်လိုက်မယ်ပုံထုပ်နှိပ်လိုက်တယ်ဆိုရင်ဒီမှာတော့ကျွန်တော်တို့ကဒီမှာတော့ဘာမှမပြောင်းလဲတော့ဘူးဆိုတော့ကျွန်တော်တို့ကဘယ်မှာပြောင်းလဲသွားမလဲဆိုရင် download လုပ်တဲ့နေရာမှာပြောင်းလဲသွားပါလိမ့်မယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ download လုပ်လိုက်တယ် ဒါ download လုပ်ပြီးွားပြီကျွန်တော်တို့နောက်ဆုံး block ကိုပြင်ရင်တော့သွားရှာမယ် static block ပြရတော့ခကြရင်ဒီမှာ7958ဆိုတော့ဒီမှာဆိုရင်ဒီမှာဆိုရင်တွေ့ရှိရတိုင်းပဲဒီမှာဆိုရင်ဒါကျွန်တော်တို့ block ပေါ့နော်ကျွန်တော်တို့စတုရန်ပုံစံလေးရွာရွေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကသူကကျွန်တော်တို့ဒီကောင်းစင်ကတော့ကျွန်တော်တို့မဆန့်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ပုံပဲလူကျင်တယ်ဆိုရင် ခေါင်းစဉ်မလူချင်ဘူးဆိုရင်ကျွန်တော်တို့အရှိခိုင်းမှာခေါင်းစဉ်ကိုဘယ်လိုဖျောက်လဲဆိုတဲ့ဟာကိုရှင်းလင်းခဲ့ပြီဖြစ်တယ်။ရှေ့ခိုင်းမှာပြန်လည်ပြီးတော့ကြည့်ရှုလို့ရပါတယ်။ဆိုတော့ဒီမှာဆိုရင်သူရှေ့အတိုင်းမှာဒီလိုမျိုးကျွန်တော်တို့ပုံကိုသစုသစီထဲအရင်ပြဲကားနေတဲ့ပုံမျိုးဖောက်ပဲနဲ့သစုသစီထဲကြည့်လို့ရရှိသွားမှာဖြစ်ပါတယ်။ဆိုတော့ဒါကပုံတီပလော့ဖြစ်တယ်။ကျွန်တော်တို့ကပုံအရှင်နဲ့ဒေါင်းလုဒ်လုပ်လို့ရတယ်။ဆိုတော့ပုံအရှင်ကဘယ်လိုမျိုးလဲဆိုတာကြည့်ကြည့်မယ်။ ဆိုတော့ပုံရှင်ကကျွန်တော်တို့နည်းနည်းကြားတယ်သူကလှုပ်ရှားပုံရိပ်ဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ download လုပ်ပြီးသွားဆိုရင်ဒီမှာလေးပေါ်လာလိမ့်မယ်စာလေးပေါ်လာမယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ file ကိုသွားမယ် my file ဆိုတဲ့ဟာလေးကိုသွားမယ်ပြီးတော့ internet storage မှာကျွန်တော်တို့ကဘယ်လိုရှာမလဲဆိုရင်ဒီမှာ live blog ဆိုပြီးတော့ကျွန်တော်တို့ရှာလိုက်မယ် live blog ဆိုတော့ဒီမှာဆိုရင်နောက်ဆုံးကျွန်တော်တို့ဒီ73ရက်နေ့မတ်လ စနေနိုင်59ပေါ့နော်ဆိုတော့ဒီပုံလေးကို ကျွန်တော်တို့ကြည့်ကြည့်လိုက်သူက HTML file ဖြစ်တဲ့ HTML file ကိုကျွန်တော်တို့က browser နဲ့ပဲဖွင့်လို့ရမယ် Chrome ရှင် Chrome နဲ့ဖွင့်မယ် Internet ရှင် Internet နဲ့ဒီ Internet browser နဲ့ဖွင့်မယ်ပြောရခကြရင်ဒါကျွန်တော် run လိုက်မယ်ဆိုတော့ဒီမှာသူရှိရတိုင်းပဲဒီမှာကျွန်တော်တို့ဒါ interactive block ရရှိသွားပြီပဲဖြစ်ပါတယ်ဆိုတော့ ျွန်တော်တို့ဒီမှာဆိုရင်ဒီထိတ်မှာကျွန်တော်တို့ရွေးချယ်စရာတွေအများကြီးပဲရှိတယ်။ဆိုတော့ဒီထိတ်မှာဆိုရင်ကျွန်တော်တို့ရွေးချယ်စရာတွေအများကြီးရှိတယ်။ကျွန်တော်တို့အကွက်တွေပေးပြီးတော့ဇွန်လုံးမလား။ဘာလုံးမလဲ။ကျွန်တော်တို့လူကျင်တဲ့ဟာကိုရွေးလို့ရတယ်။ဆိုတော့ကျွန်တော်တို့ဆလက်လုပ်ထားတဲ့ကျွန်တော်တို့ဆလက်လုပ်ထားတဲ့ဟာကို ကျွန်တော်တို့ပြန်ပြီးတော့ငကိုမူလအတိုင်းပြန်ရောက်ချင်တယ်ဆိုရင်ဒီထိတ်မှာဒီထိတ်ကဒီဟာလေးကိုကျွန်တော်တို့နှစ်ချက်နှိပ်လိုက်လို့ရပါတယ်။နှစ်ချက်နှိပ်လိုက်မှဆိုရင်သူက ။ငကုမူလပုံစံတိုင်းပြန်ရွားမှာဖြစ်ပါတယ်။ဆောဒီလိုမရသေးဘူးဆိုရင်ကျွန်တော်တို့ graph မှာနှစ်ချက်ခောက်လိုက်မှာ။နှစ်ချက်ခောက်လိုက်မယ်ဆိုရင်ဒီမှာသူရှိရတိုင်းမှာသူ့ပုံစံတိုင်းပြန်ရောက်ရှိသွားမှာဖြစ်ပါတယ်။ဆောဒီမှာဆိုရင်ဒါကျွန်တော်တို့ထောက်လိုက်မယ်ဆိုရင်သူကဘာတန်ဖိုးလဲဆိုတဲ့ဟာကိုသူပြပါတယ်။ဆောတော့ interactive block အာကျွန်တော်တို့ဒီဖုန်းထဲမှာတော့ကြည့်ရတာတိတ်ပြီးတော့အဆင်မပြေဘူးကျွန်တော်တို့ keyboard ကျွန်တော်တို့ computer ထဲမှာပေါ့နော်ကျွန်တော်တို့ computer ထဲကိုရွှေ့လိုက်ပြီးတော့တဲ့ခါကျတော့ computer မှာကြည့်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ထောက်လိုက်မယ်ဟုတ်ရီတောက်လေးကိုကျွန်တော်တို့ထောက်လိုက်မယ် ထောက်လိုက်ပြီးတော့တဲ့ခါကျတော့မှကျွန်တော်တို့ဒီမှာမြားတစ်ချက်ကျွန်တော်တို့ထားမယ်ဆိုရင်ကျွန်တော်တို့ထောက်လိုက်တဲ့နားမှာရှိတဲ့ point ဒီပေါ့နော်အစင်လိုက်ကိုကျွန်တော်တို့ပြမယ်ကျွန်တော်တို့ဒီအပေါ်အောက် ထောက်ထားတဲ့ဟာဒါဆိုရင်ဒီနေရာမှာကျွန်တော်ထောက်လိုက်တာဖြစ်တဲ့အတွက်ဒီ point ရဲ့တန်ဖိုးကဘလူးဆိုတဲ့ဟာလေးကို သူကအသေးစိတ်ပြောပြထားခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနားမှာဆိုတော့ကျွန်တော်ဒီနားမှာထောက်လိုက်မယ်ဆိုရင်ဒီမှာသူရှိရတိုင်းပဲသူရဲ့ point ပေါ့နော် သူဒီမှာရှိတဲ့ point တွေကိုသူအသေးစိတ်သူကပြောချင်းဖြစ်တယ်ဆိုတော့ဒီနည်းအားဖြင့်ကျွန်တော်တို့က interactive plot ကြည့်လို့ရတယ်ဆိုတော့ဒီ interactive plot ကကျွန်တော်တို့ဖုန်းထဲမှာဆိုရင်ကျွန်တော်ကြည့်ရတာကိုနည်းနည်းအဆင်မပြေဖြစ်မယ်ဆိုတော့ဒီ download file ကိုကျွန်တော်တို့ computer မှာ ပြောင်းပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်လွယ်လွယ်ကူကူကြည့်လို့ရမှာဖြစ်ပါတယ်ဒီအနေထားမှာကျွန်တော်တို့ဒီမှာအကြောင်း၃ခုရှိတယ်ဆိုတော့ကျွန်တော်တို့ ကြိုက်နှစ်သက်ရာဟာကိုကျွန်တော်တို့ဖြုတ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ Virginica ဖြုတ်လိုက်တယ်ပြောရခါကျရင်ဒီမှာကျွန်တော်တို့ဘောနော် Fascicula ကိုလည်းဖြုတ်လိုက်မယ်ကျွန်တော်တို့စစ်တုစာလေးပဲကြည့်ချင်တယ်ဆိုတော့ဒီမှာသူရှိရတိုင်းမယ်ကျွန်တော်တို့စစ်တုစာလေးကိုအဲသူရှိမှာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ဖြည့်ပြီးတော့ကြည့်ချင်တယ်ဆိုရင်ဒီဟာကိုကျွန်တော်တို့၄ဒေါက်လေးဆွဲပြီးလိုက်မယ်၄ဒေါက်လေးဆွဲပြီးလိုက်မယ်ဆိုရင်ဒီမှာသူရှိရတိုင်းမယ်ကျွန်တော်တို့ ပြောတော့ဒါတီဟာကျွန်တော်တို့ဟိုဆုံးချက်ပြီးတော့ကြည့်ထားခြင်းဖြစ်တယ်ဆိုတော့ဒီနေ့အဖြစ်ကျွန်တော်တို့ interactive plot မှာအဲ့လိုမျိုးကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ငကုံမူလအတိုင်းပြန်ရောက်ခြင်းတယ်ဆိုရင်ဒီ graph မှာပဲနှစ်ချက်ခောက်လိုက်မယ်နှစ်ချက်ခောက်လိုက်မယ်ပြီးတော့အခါကျရင်ကျွန်တော်တို့ဒီပုံလေးတွေကိုကျွန်တော်တို့ပြန်ရောထည့်လိုက်မယ်ဆိုရင်ဒီမှာသူရှေ့အတိုင်းမှာသူပါတာသူပြန်ရောပေါ်လာရပဲဖြစ်ပါတယ်ဒါကတော့ interactive plot ရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်ဒီနေ့အဖြစ်ကျွန်တော်တို့ in density ပေါ့နော် plot အတွင်းမှာကျွန်တော်တို့ density တွေကိုဟိုထည့်လို့ရမှာ ဖြစ်ပါတယ်ဒီဟာလေးကတော့ကျွန်တော်တို့ field density ဖြစ်တယ်အကြောင်းလေးနဲ့ကျွန်တော်တို့ထည့်ခြင်းဖြစ်တယ်ဆိုတော့ဒီနည်းအဖြစ်ကျွန်တော်တို့ density ထည့်လို့ရနိုင်မှာဖြစ်ပါတယ်ဒါမဲ့အပိုင်းမှာတော့ကျွန်တော်တို့ site density ပဲနော် x ဝင်ရော y ဝင်ရောမှာ site density ကိုဘယ်လိုထည့်မလဲဆိုတဲ့ဟာကိုရှင်းလင်းပေးမှာဖြစ်ပါတယ်